အမျိုးသမီးသူကမိထားပါတယ်။တမီးနာမည်ကရိုမာနာပါ။ရန်ကုန်မင်္ဂလာတောင်ညွန့်မြို့နယ်ကပါ။အမျိုးသားနာမည်ကအက်ဘာပါ။အဲ့နာမည်ကထားလို့မရဘူးလို့တချို့ကပြောလို့ပါ။ဟုတ်ပါသလား။နာမည်ပြောင်းရမယ်ပြောပါတယ်။အကယ်၍သူ့နာမည်ပြောင်းရမယ်ဆိုရင်ကောတမီးတို့နေကာပြန်ဖတ်ရမှာလားဆရာ။ဖြေချားပေးစီခြင်းပါတယ်။ بسم الله الرحمن الرحيم اكبر محمد اكبر دوم ကဘီရ်ဆဒီနမရီထာဝင်ရှိတယ်ဒါပေမဲ့လည်းအဘဒဲထဲပြီးတော့ထားမယ်ဆိုရင်တော့ပိုကောင်းတယ်အဗ်ဒူလ်အက်ဘာအဗ်ဒူလ်ကဘီရ်ဆိုပြီးတော့ဆိုနမေတော့ပြောင်းစရာတော့မလိုပြီးတော့မေခွန်းထဲမှာမေးတာနမေပြောင်းလိုက်ရင်ရောနေကအစ်စ်ပြန်ဖတ်ရမလားဆိုတော့ပြန်ဖတ်ရမလို့နေကရဲ့ အနိကအတိပြန်ဖတ်ဖို့အတွက်သူ့ရဲ့အကြောင်းတရားတွေရှိတယ်။ရှင်အကတ္တမှတ်သားတဲ့အကြောင်းရင်းတွေရှိတယ်။ဆိုအဲ့ဒီအကြောင်းရင်းတွေပြောမယ်ဆိုတဲ့စကားရှင်းသွားမယ်။ဆိုအဲ့ဒီအထဲမှာအဲ့ဒီအကြောင်းရင်းတွေထဲမှာဒီနာမည်ပြောင်းခြင်းမပါ။ဆိုတော့ဒါကြောင့်နာမည်ပြောင်းလိုက်ရုံနဲ့အနိကအတိပြန်ဖတ်စရာမလိုဘာမှမဖြစ်ဘူး။